ားအလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ယူမောင်စစ်တပါဟိုဒီဗီဒီယိုလေးလေးရတဲ့အကြောင်းရင်းအားကြတော့ကျွန်တော်တို့ဒီချမ်းမီစေယုံဆိုတဲ့နာမည်နဲ့ပေါ့နော် Facebook လည်းရှိတယ် YouTube လည်းရှိတယ်ဒါပေမဲ့ကျွန်တော်ရဲ့ပရိသတ်တွေအများစုအားကြတော့ကျွန်တော်တို့ YouTube မှာများတာပေါ့နော်ဆိုတော့ YouTube channel လေးမှာ subscribe လုပ်တဲ့သူပေါ့ subscribe လုပ်တဲ့သူတသိန်းအာတသိန်းကျော်လာတယ်ပေါ့နော်တသိန်းကျော်လာတယ်အဲ့အတွက်ကျွန်တော်အမှတ်တရအနေနဲ့အမှတ်တမ်းဗီဒီယိုလေးအနေနဲ့ကျွန်တော်တင်ချင်တာပါ ဆိုတော့တသိန်းကျော်တယ်ဆိုတော့ဟို subscriber channel ပေါ့နော် YouTube channel ဆိုတာကကဘာမှာ0.1% something like this ပေါ့နော်တထောင်မှာတစ်ခုလောက်ပဲရှိတယ်အာ milestone တစ်ခုမျိုးပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့ဖြတ်တန်းလာတဲ့ key ကလည်းမနေဘူး9နှစ်လောက်ရှိပြီပေါ့2020အနေစာရေးမှာ17 20 23 24 25 9နှစ်ကျော်ဆိုတာကာလတစ်ခုမှာပေါ့နော်ဟိုလူတသိန်းကျော်ကျွန်တော်ဖြစ်လာခဲ့တယ်ဒါပေမဲ့ကျွန်တော်စားလို့ တုံးကကြတော့ဒီရွေချက်နဲ့တော့လောက်လာမဟုတ်ဘူးဗျ။ဟိုဘယ်လိုပြောရမလဲ။ကိုတဖက်မှာကိုเจ้าကကိုဗစ်နဲ့နာထားတယ်။နာထားတော့ဆာလဲကိုဖတ်တဲ့အခါမှာစိတ်ဝင်စားအောင်ဟောနောက်တစ်ခုကကျတော့အဲ့ဒီတုံးကကျတော့ကျွန်တော်ဟိုကျမ်းမိုင်နဲ့ပတ်သက်တဲ့ဟာလေးတွေခါမဲ့ဖြည့်ပေးရပါတော့။ကျွန်တော်လည်းအာနေမေးဆိုတော့ဆိုတော့သူများလာမိတယ်အလုံးနိုင်လာမိတယ်ဆိုရင်ကျွန်တော်မသိတဲ့ဟာလေးတွေပြန်ရှာဖတ်ဆိုရင်ပို့ပြီးတော့ကိုမသိတဲ့ angle တွေပို့များပါမယ်ပေါ့နော်မသိတဲ့ဟာလေးကိုပို့ပြီးတော့ ကိုပိုတိလာမယ်ဆိုတဲ့အရေးအချင်းနဲ့ကျွန်တော်စာရိုက်ခဲ့တာဖြစ်ပါတယ်ဆိုတော့အခုချိန်မှာကြတော့အေးပထမဆုံးရိုက်ထားတဲ့ဗီဒီယိုလေးဆိုရင်အခုချိန်ထိအခုချိန်ထိတရှိသူကအယောက်124ယောက်ပဲရှိပါတယ်အခုချိန်ထိရှာကြည့်ပြေးပြေးပါလိမ့်မယ်နော်ဟိုကျွန်တော်124ယောက်ပဲရှိတယ်အဲနောက်အခုနောက်ဆုံးအများဆုံးပေါ့လေအဲအများဆုံးကြည့်ရှုသူရှိတဲ့ဗီဒီယိုကကျတော့8000ကျော်ရှိမှတယ်8000နဲ့9000လာမသိပါဘူးနော်ဆိုတော့ ဟိုဗီဒီယိုတွေကတော့အဆုံးပဲပေါ့လေအာပရိသတ်ကြိုက်တဲ့သူရှိတယ်အာပရိသတ်ကြိုက်လို့ဟိုပေါက်ပါတဲ့ဗီဒီယိုတွေရှိတယ်ဟိုရင်ရောလို့ပဲဟိုတိတ်မကြိုက်တဲ့ဗီဒီယိုလေးလည်းရှိတယ်ပေါ့လေဒါကတော့ဒါ channel နဲ့ပတ်သက်တဲ့အမှတ်တရလေးကျွန်တော်ပြောပြတာပါတကယ်တမ်း subscriber ပြည့်သွားတာကြတော့တသိန်းပြည့်သွားတာကကျွန်တော်တို့ July July 31เนาะ July 31မှာပြည့်သွားတယ်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဗီဒီယိုကဘာလို့မတင်ရသေးရလဲဆိုတော့လေဟို ကျွန်တော်အဲ့တုန်းက37မှာအာတသိန်းပေါ့နော် subscribe တသိန်းစပြည့်ရဲ့နေ့မှာကျွန်တော်အဖေ data UR နဲ့ဟိုတူတူပေါ့နော်အာဒါလေးကို celebrate လုပ်ထားတာလေးပေါ့နော် celebrate ထား video လေးရှိတယ်ကျွန်တော်ဒီ video ထဲမှာကျွန်တော်ထည့်ပေးမယ်ပေါ့နော်အာထည့်ပေးမယ်ဒါဒီ video လေးအရင်ကြည့်ကြတာပေါ့လေနော် Google Play ရောလာကြပြီဒီကိုပြန်လာလိုက်

ကျွန်တော်တို့အခုဆိုရင်အာဆက်ပါမှာကျွန်တော်နော်ကျွန်တော်တို့အာဗီဒီယိုရိုက်လာတာပေါ့နော်ဒီ channel ဖောင်လာတာဆိုရင် subscriber အခုဆိုတသိန်းပြည့်ပြီပေါ့နော်တသိန်းပြည့်ပြီဆိုရင်တော့ YouTube ကနေပြီးတော့ကျွန်တော်တို့တရားဝင်ဒီစုလေးတခုသူတို့ပို့လာပါလိမ့်မယ်အမှန်ဒီ key ကကျွန်တော်လျှောက်ခဲ့ key ကနှစ်ကတော်တော်ကြာပေါ့နော်၃နှစ်၄နှစ်လောက်ရှိမှတယ်နော်ဒါဒီ key မှာ subscriber တသိန်းပြည့်အောင်ကျွန်တော်တို့အားပေးခဲ့တယ်ကြည့်ရှုပေးခဲ့တယ် ။အကြီးကြီးသူပြည်တယ်လေအကုန်လုံးလည်းကျွန်တော်ကြည့်ကြည့်ပါရယ်။နောက်နောက်ဗီဒီယိုလေးလည်းအာတသိမ့်မှဒီတန်းပေါ့နော်။ကျွန်တော်တို့ကြားကြမယ်။အာအကုန်လုံးကျွန်တော်လည်းလက်ပြပေးကြပါလို့ပြောရင်းနဲ့ကျွန်တော်ကြည့်ကြည့်စကားပြောပြရစီ။ဒီဗီဒီယိုလေးကိုခုမှတင်ရတယ်ဆိုတာကလည်းတကယ်ကတော့ခုဆိုရင်နှစ်လောက်ရှိပြီပေါ့နော်။နှစ်လောက်လောက်ရှိပြီ။ဘာကြောင့်ခုမှတင်ရလဲဆိုရင် ပုံမှန်ဆိုရင်တခြား YouTube channel တွေမှာပေါ့နော် YouTube channel မှာဆိုရင်တသိန်းပြည့်တဲ့အခါမှာကျွန်တော် YouTube ကနေပြီးတော့တရားဝင်ပေါ့လေစူလေးအတိမတ်ပြုတဲ့စူလေးပေးတယ်သူတို့ကလည်းလွယ်လွယ်ကူမပေးဘူးဗျဘာလို့လဲဆိုတော့ဒါကသူတို့လက်နဲ့လုပ်ထားရတယ်သူရေးထားပေါ့လေ handmade နဲ့လုပ်ထားရတယ်ဆိုတော့ဒီတသိန်းပြည့်တဲ့ငွေရောင်ပြားလေးတရားပေါ့ကျွန်တော်တို့ Champion စေယုံရဲ့နာမည်လေးနဲ့အမှတ်တရလေးပေါ့လေဆိုတော့ကျွန်တော်ကလည်းအဲ့လိုလူချင်းနေတယ် အဲလိုဂျင်းနေဆိုတော့ဒီကပြရရတဲ့အခါမှာဒီဗီဒီယိုလေးတင်မယ်လို့ကျွန်တော်စိတ်ကူတာပေါ့လေဒါမဲ့တပတ်လည်းမရနှစ်ပတ်သုံးပတ်ကြာတော့လည်းမရဘူးဆိုတော့ကြာတစ်ခါကြာတော့ဆက်သွယ်ကြည့်တယ်ကုပြဖက်ကိုလေဆက်သွယ်ကြည့်တဲ့အခါမှာကြာတော့ဒီနိုင်ငံရေးတွေဒီကင်းချင်းတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာပေါ့နော် YouTube ကနေပြီးတော့ Google ကနေပြီးတော့မြန်မာနိုင်ငံပိတ်လိုက်တာပေါ့ပိတ်လိုက်တဲ့အခါမှာကြာတော့ကျွန်တော်ကဒီဒါတွေ2021မတိုင်ခင်တည်းက2020တည်းကလေ2020တည်းကရိုက်ထားတာဖြစ်တဲ့ ဆိုတော့ဒါကြီးလည်းကျွန်တော်စဉ်းစားခဲ့မိဘူးပေါ့နော်စဉ်းစားခဲ့မိဆိုတော့မြန်မာနိုင်ငံကစကန်နဲ့ပဲကျွန်တော်ကျူကျူကို verifier လုပ်ခဲ့တာပေါ့လေ verifier လုပ်ခဲ့တယ်ဆိုတော့ဟိုအခုချိန်မှာကျွန်တော်ကျွန်တော်မြန်မာနိုင်ငံရဲ့ channel အနေနဲ့ပဲသူတို့ကမှတ်ပုံတင်ထားတာပေါ့ဆိုတော့ဘယ်ချိန်မှပြန်ဖွင့်ပေးမယ်မန်တော့ပြောတတ်ဘူးပေါ့နော်အဲ့ချိန်မှပဲကျွန်တော်အဲ့ကပြားလေးကျွန်တော်တသိန်းပေါ့နော် subscriber ရတဲ့တသိန်းကပြားလေးပဲကျွန်တော်ရအောင်ရမှာပေါ့လေနော်ဟိုဘာပဲဖြစ်ဖြစ် ဒီကကြတော့တကယ်တမ်းကြည့်ရှုနေတဲ့ပရိသတ်တွေရဲ့အားပေးမှုပါပဲအဓိကကြပါတယ်1 on 1နဲ့တော့ဗျာကျွန်တော်တို့ကဒီလိုခက်ခဲဖြစ်တဲ့ကာလမှာအဲခက်ခဲဖြစ်တဲ့နေရာတွေမှာနေပြီးတော့ဒီလိုမျိုးတွေကျွန်တော်လုပ်ခဲ့တယ်ပေါ့လေအဲလုပ်ခဲ့တယ်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲလုပ်ခဲ့တဲ့အလုပ်ချင်းတူရင်တောင်မှကျွန်တော်တို့ကဟိုခံစား quick မရခဲ့ကြဘူးအတိမပြည့်ချင်းမခံရဘူးပေါ့နော်အဲလိုမျိုးလေးဆိုတော့နည်းနည်းတော့ကျွန်တော်1နဲ့ ဝင်နေတော့အခုမှပဲကျွန်တော်ဗီဒီယိုလေးတင်ဖို့စိတ်ကူးတာပေါ့လေနော်ပြည့်တပေးတဲ့အားနဲ့ပဲပေါ့နော်ဒီဗီဒီယိုလေးကျွန်တော်ရှင်းဆက်ပြီးရိုက်ကူးမယ်အဲကျွန်တော်ဖေးနေတဲ့ဗီဒီယိုလေးတွေကျွန်တော်ရိုက်မယ်ဒါပေမဲ့ပုံစံလေးတော့ပြောင်းမယ်ပေါ့နော်အဲကျွန်တော်တယောက်တည်းရိုက်တဲ့ဗီဒီယိုလေးတွေကျွန်တော်ဆက်တင်ပေးပါမယ်အဓိကကကျတော့ကျွန်တော်တို့ဟိုသင်နာရတဲ့စေပညာနဲ့ဒီမလက်တွေ့ဘဝမှာရှိတဲ့ ဟိုတခါကျတော့ဒီမှာပြောရတယ်ဒီမှာအားသာကောင်းတဲ့ဆိုလိုက်လုပ်တယ်အန်တယ်ဖြစ်တယ်အသက်အန်တယ်ဖြစ်တာအများကြီးပဲဟိုဆရာကောင်းတယ်ဒီဆရာကောင်းတယ်ဆိုတော့ကျွန်တော်မြန်မာနိုင်ငံကလူတွေကအယုံလွယ်တတ်ကြတယ်ဟိုတိတ်ဘယ်လိုပြောအောင်လဲဟိုအဓိကတော့ရိုးရတာပေါ့ဗျာဟုတ်တယ်မလားဆိုတော့အဓိကကတော့ကျွန်တော်ဆရာဝန်တွေမှာအဓိကတောင်းဝန်ကကြတော့လူနာတွေအန်တယ်မဖြစ်အောင် do no hand ပေါ့နော်ကျွန်တော်တောင်းဝန်ရှိတယ်ဆိုတော့ ဆရာကြီးတွေကျွန်တော်ထက်တော်တဲ့တမားတော်ကြီးတွေလည်းအများကြီးရှိပါတယ်အများကြီးရှိတဲ့အခါမှာကျတော့ဟိုဘယ်လိုပြောရမလဲသူတို့ကကျတော့ဟိုလူနိုင်ကြီးရတာများတယ်အချိန်မပေးနိုင်ဘူးလေကျွန်တော်တို့ကျတော့အငယ်လေးတွေဖြစ်တဲ့ဟိုကိုမှအားတဲ့အချိန်လေးတွေရှိတဲ့ဆိုရင်ကျွန်တော်တို့မှာဒါကျွန်တော်ရဲ့တောင်းဝန်လို့ကျွန်တော်ခံယူတယ်အဲ့အတွက်ဒီဗီဒီယိုလေးတွေကျွန်တော် setting ဖြစ်တယ်ပေါ့လေတစ်ဖက်မှာလည်းအသက်အရွယ်ရရဘဝရဲ့အချိန်တွေရပေါ့နော်ကိုအလုပ်လုပ်ရတဲ့အခါမှာအရင်ချောင်းတော့လိုမျိုးတော့မအားလာတော့ ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်စူးစမ်းပြီးတော့အချိန်ပေးပြီးတော့ကျွန်တော်ရိုက်ပဲပေါ့နိရိုက်မယ်အဲဆက်လက်ပြီးတော့လည်းအားပေးပေးကြပါအောင်လို့လည်းကျွန်တော်ပြောချင်ပါတယ်ဟိုဒီဖြတ်သန်းလာတဲ့9နှစ်ပေါ့နော်အာ9နှစ်ကိုဟိုအားပေးခဲ့ကြတယ်ဟိုအဲ့ကလပ်ဗီလိုပေါ့နော်ကျွန်တော်အရင်တော့တင်နေဆိုရင်ဗီဒီယိုကအယောက်50 60ပဲကြီးတဲ့သူရှိတယ်။အဲ့မှလည်းကျွန်တော် zoom မိတ်ပြီးတော့တက်လာတာပဲ။ဟိုကျွန်တော်ဆက်ရိုက်ခဲ့တာပါပေါ့နော်။ အမ်ဘလို့အားနဲ့ရိုက်လာခဲ့တယ်ဆိုတော့ဟိုကြည်အေး50 60လောက်ကဂျာထဲမှာပဲအမ်ဘလို့ပြောရမလဲကိုအားပေးတယ်လိုရတာရှိနည်းနည်းထောက်ပြတယ်ပေါ့အတန်လေးတွေထန်နေတယ်ဘာဖြစ်နေလဲဆိုတော့ကျွန်တော်နည်းနည်းပပပေါ့နော်လိုက်ပြပြင်ပြီးတော့ရှောင်းလန်းလာခဲ့တာ9နှစ်ရှိပါပြီဆိုတော့ဒီပရိသတ်တွေကိုကျွန်တော်ကျေးဇူးတင်တယ်လို့ကျွန်တော်ပြောချင်တယ်ကျွန်တော်မြန်မာနိုင်ငံသားတွေဒီထက်ပိုကောင်းတယ် ဒီတဲ့ဖို့ကောင်းတဲ့အနာဂတ်ကိုပိုက်ဆိုင်နေပါစေလို့ဆုတောင်းပေးရင်ဒီဗီဒီယိုလေးအဆုံးသတ်ချင်ပါတယ်ရှုတည်ရပြတတ်တဲ့အားလုံးကိုလည်းကျေးဇူးတင်ကြောင်းကျွန်တော်ပြောချင်ပါတယ်